င်္ဂလာပါရှင်။မေလာစနေရသတင်းလာနေရွှေရံကုန်ရဲ့အတိမဖွယ်ရသတင်းကဘာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ကဘာလုံးဆိုင်ရာအကြက်တွေကိုရင်ဆိုင်ကြဖျက်ရမယ်။အနာဂတ်ရှိခရီးမှာဗုဒ္ဓအစုံအမာတွေကိုလမ်းညွှန်မှုယူရမယ်လို့ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူဒါရက်စ်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ကဘာလုံးဆိုင်ရာအကြက်တွေကိုရင်ဆိုင်ကြဖျက်ရမယ်။အနာဂတ်ရှိခရီးမှာ ဗုဒ္ဓအစုံမာတွေကိုလမ်းညွှန်မှုယူရမယ်လို့ကုလသမဂ္ဂထွေထွေအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကသတင်းစကားပါလဲကြောင်းသိရပါဗျ။ဗုဒ္ဓရဲ့အစုံမာတွေဖြစ်တဲ့ကယူနာခန္တီပါရမီနဲ့ကိုစုမဖတ်တဲ့လှူဆောင်ချက်တွေဟာကုလသမဂ္ဂရဲ့တံပိုးတွေနဲ့ကိုက်ညီနေတာကြောင့်ဒါတွေကိုစံပြလို့ခံယူသင့်တဲ့အကြောင်းအတွင်းမှုချုပ်ကဗုဒ္ဓနေအတွက်ပြောကြတဲ့သူရဲ့ရုပ်တံသတင်းစကားမှာဆိုထားကြောင်းသိရပါရဲ့ရှင်။ ဆလတ်တင်စမဲသတင်းကတော့အိန္ဒိယနဲ့ပါကစ္စတန်တို့အပြည့်အခက်ရဆယံသဘောတူညီတဲ့သတင်းဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာမေလ10ရက်နေ့ညနေ9နာရီမှာစပြီးနှစ်ဖက်အပြည့်အခက်ရဆယ်လိုက်ပြီးဖြစ်ကြောင်းနှစ်ဖက်လုံးကအတည်ပြုပြောကြားခဲ့တယ်လို့သိရပါတယ်။မေလ12ရက်တနင်္လာနေ့မွန်လယ်ပိုင်းကလည်းအိန္ဒိယနဲ့ပါကစ္စတန်နှစ်ဖက်လုံးမှထိတ်တန့်စီရေးအရာရှိများတွေ့ဆုံဆွေးနွေးရန်လဲသဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။ နှစ်ဖက်စလုံးဟာအပြေခတ်ကိုဒစိမ့်နေပိုင်းမဟုတ်ဘဲအပြေဝါအပြေခတ်ရဲ့စယံသဘောတူညီကြကြခြင်းဖြစ်ပြီးအခုလိုသဘောတူညီမှုရရှိရန်နိုင်ငံပေါင်း300ခန်းတရမရေးနေဖြင့်ဝမ်မုံကူညီကြကြတယ်လို့သိရပါတယ်။အပြေခတ်ရဲ့စယေသဘောတူညီချက်ရပြီဖြစ်တဲ့အတွက်ပါကစ္စတန်လေးပိုင်းနောက်ကိုမေလာစယံနေမှာပဲပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်းပါကစ္စတန် Airport Authority PAA ကပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အပြည့်ရဲ့စည်ရေမလုခင်ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမယ်လို့ဗလာဒီမာပူတင်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ချွင်းချက်မရှိအပြည့်ရဲ့စည်ရဲအတွက်ပထမအဆင့်အနေနဲ့ယူကရိန်းနဲ့မေလ15ရက်နေ့မှာတိုက်ရိုက်ဆွေးနွေးပွဲပြန်ဆဖို့အဆိုပြုကမ်းလှမ်းကြောင်းရုရှားသမ္မတဗလာဒီမာပူတင်ကမော်စကိုစံတော်ချိန်မေလ12ရက်မနက်တနားရီကျော်မှာကရင်မလင်နန်းတော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားကြောင်းသိရပါဗျာ။ တိုက်ရိုက်ဆွေးနွေးပွဲကို2022ခုနှစ်ကကျင်းပခဲ့တဲ့တရကီနိုင်ငံမှာပဲပြန်လည်စတင်ဖို့အဆိုပြုသလိုအဆိုပါဆွေးနွေးပွဲကိုလက်ခံကျင်းပပေးရတဲ့အတွက်တရကီ သမ္မတကိုဆက်သွယ်ပြောဆိုမယ်လို့ပူတင်ကဆိုပါတယ်2022ခုနှစ်ကပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတွေကနေနှုတ်ထွက်သွားတာဟာရုရှားမဟုတ်ပဲယူကရိန်းပဲဖြစ်တယ်လို့ Easter အလယ်ရဲ့အပြည့်အစဲရေးကိုချုပ်ပေါက်ခဲ့တဲ့သူကလည်းယူကရိန်းပဲဖြစ်တယ်လို့ပူတင်ကပြောသွားကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်စမဲသတင်းကတော့မေလ12ရက်အပြည့်ရဲ့ဆေးရီကိုလက်ခံရင်မေလ15ရက်မှာရုရှားနဲ့တွေ့ဆုံမယ်လို့ဆလန်စကီ ပြောကြားတဲ့သတင်းဖြစ်ပါတယ်မေလာ၁၂ရက်မှာချင်းချမ်းမရှိ အပြစ်ရစေးအဆိုပြုချက်ကိုလက်ခံရင်းယူကရိန်းအနေနဲ့ရုရှားနဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့အသင်ရှိတယ်လို့သမရဆလန်စကီကသူ့လူမှုကွန်ရက်ကတဆင်မေလာ၁၇ရက်နေ့ကအေးသားပြောဆိုထားပါရယ် ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးပွဲပြန်စတင်ဖို့ပူတင်ကစတင်စဉ်းစားလာတာဟာအပြည့်သဘောဆောင်တဲ့လက္ခဏာဖြစ်တယ်လို့တကဘာလုံးကစောင့်မျှော်နေတဲ့အရာဖြစ်တယ်လို့ဇလန်စကီကဆိုပါတယ်။စစ်မှန်တဲ့စစ်ပွဲအစုံသက်ရဲရဲပထမအဆင့်ဟာအပြည့်ရဲ့ဆေးရဖြစ်တဲ့အတွက်မေလ12ရက်နေ့မှာစတင်မယ်ချင်းချက်မရှိအပြည့်ရဲ့ဆေးအပေါ်ကိုရုရှားဘက်ကအတည်ပြုမယ်လို့မျှော်လင့်ကြောင်းဇလန်စကီကရေးသားထားတယ်လို့သိရပါပါတယ်ရှင်။ ။နောက်ဆုံးနဲ့ဇာမေသတင်းကတော့ထိုင်းတွင်နှစ်စာမှာမေလာရှိရအထိကိုဗစ်ကြောင့်သေဆုံးသူ15ဦးရှိလာတဲ့သတင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံတွင်စနေဝါရီတရမှာစတင်ပြီးမေလာရှိရအထိကိုဗစ်ဖြစ်ပွားသူ41,198ဦးရှိခဲ့ပြီးသေဆုံးသူ15ဦးရှိခဲ့ကြောင်းသတင်းများကဖော်ပြပါတယ်။ထိုင်းကုဆေယောဂါထင်းချွေဌာန DDC ရဲ့ခမန်းချက်အရာလာမယ့်မိုကာလာအတွင်းကြောင်းများပြန်ဖွေခြင်းအတွင်းပြည်ရင်းကိုဗစ်ကူးစက်မှုပုံမမြင့်တက်လာပွဲရှိပါရယ် မေလ၄ရက်မှာမေလရှိရအတွင်းထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်သူပေါင်း9013ဦးရှိပြီးတဝူသေဆုံးခဲ့ကြောင်း TTC ညွှန်ကြားရေးမှူးချုပ်ဒေါက်တာပနုမတ်စကမေလ၉ရက်တွင်ကြေညာထားပါတယ်။အဆိုပါကူးစက်သူများတဲ့အသက်၄နှစ်အောက်ကလေးငယ်များအများဆုံးပါနေတာကိုတွေ့ရပြီးသေဆုံးသူတဝူကအသက်60ကျော်ဖြစ်ကြောင်းလည်းသိရပါရဲ့ရှင်။ ကျမတို့ရှင်ကုမီဒီယာကနေအရှေ့လေပိုင်းဒေတာအစ္စရေးနဲ့ဟာမတ်စ်တို့ရဲ့တိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားပြည်စင်များကိုအချက်အတပင်းသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။